လူတွေမှာနေ့စဉ်နဲ့အမျှစောင့်တည်နေတဲ့၅ပါးသီလအဲ့ဒီ၅ပါးသီလရဲ့တန်ဖိုးဟာအတ္တမကြီးမားတယ်။တမာအမြင့်ကြီးနေစေတော့ငါးပါးသီလတန်ဖိုးမရှိဘူးလို့ထင်အောင်ထင်လိုက်။သို့သောဘုန်းကြီးတို့တွေကိုယ့်အကိုပြန်ကြည့်။ကိုယ့်အကိုပြန်ကြည့်။လူဘဝလူတွေမှာကြည့်လိုက်။လူဘဝရောက်လာပြီးတော့ယောဂါတွေအမျိုးမျိုးနဲ့ငယ်ငယ်လေးနဲ့တည်သွားတဲ့လူတွေရှိတယ်။ ငငယ်လေးတဲ့တည်သွားတာရှိအသက်တိုတဲ့ပုံကိုယ်တည်းရှိယောဂါရီဖြစ်တဲ့အသက်တိုတဲ့လူဘဝတချို့ရောက်တာမကြောက်သေးသွားတယ်တချို့အမိခင်ပိုက်ထဲကနေတည်သွားတယ်ဒါမျိုးတွေရှိတယ်အဲ့တော့ပြောရင်ဘာဖြစ်လို့ဒီလိုဖြစ်ရတာလူချင်းတူရဲ့အတန်းနဲ့ဘာဖြစ်လို့လူလောကမှာလူပြည်ပြည်သားသားနဲ့အသက်ရှိကြစွာမနေရသလဲလူဘဝရောက်လာပြီးတော့ဘာလို့ယောဂါရီညာနေရသလဲလို့ဆိုရင်အတိတ်ဘဝတော့ပါဏာတိပါဒမလုံခဲ့လို့ ဒါဖြေထုတ်လို့ရတယ်ပဏာရိပါလားအဲဘုန်းကြီးတို့တွေအသက်ရှိတယ်ဆိုလို့ရှိရင်ကျမ်းမာတယ်ဆိုရင်ဒါပဏာရိပါတာမုံခဲ့တယ်လို့ပြောအဲ့ဒီပဏာရိပါတာကုသိုလ်ရဲ့အကျိုးကိုခံစားနေကြဒီအကျိုးကိုခံစားနေတော့ကျေစုတင်ရမှာဘယ်လိုလုပ်ကိုဆောက်ခဲ့တဲ့တိလပဲပေါ့ပဏာရိပါတာဝေရမဏိဆိုတာဆောက်တည်ခဲ့တဲ့ကိုချင်းတိလဆောက်သုံးခဲ့တဲ့အကြောင်းပြုပြီးတော့ဒီဘဝမှာ တက်ရှိကြပဲကျမ်းမာကြဟောဒီလိုဖြစ်တာကဲနောက်တစ်ခုကလူဘဝမှာလူဖြစ်လာလို့ဒီကျမ်းမာပါတဲ့အသက်ရှိပါဒါနဲ့ပြည့်စုံလားလို့ဆိုလို့အထပ်ပါတစ်ခုရှိသေးတယ်လူဖြစ်လာရင်စီးပွားဥစ္စာရှိရအဲ့တော့ရှိလာတဲ့စီးပွားဥစ္စာလည်းပဲခိုင်ငြဲရအဲ့တချို့ပုဂ္ဂိုလ်တွေကျတော့စီးပွားဥစ္စာလည်းမပြည့်စုံဘူးရလာတဲ့စီးပွားဥစ္စာလည်းတောချပြီးရဲပါသွားတောချရည်ရဲပါသွား တကြနီးအမျိုးမျိုးနဲ့ပျက်စီးဆုံးရှုံးသွားဆုံးရှုံးနေနစ်နာမှုတွေများတယ်ဒီလိုရှိရတာတွေဟာဘာကြောင့်လို့ဆိုဒီလိုပစ္စည်းဥစ္စာတွေဆုံးရှုံးဆုံးရှုံးသွားတာဟာအရိဏဒါနမလုံခဲ့လို့ဒီလိုအကြောင်းရှာတွေ့ရအဲ့တော့အရိဏဒါနလုံခဲ့တဲ့ပုဂ္ဂိုလ်ဟာလူ့ဘဝရလာတဲ့ကိုရှားတဲ့စီးပွားရှားပွေလို့လည်းအဆင်ပြေတယ်ရလာတဲ့စီးပွားဥစ္စာလည်းရေမင်းမင်းကိုယ်သူမချင်းမနစ်တဲ့တော့မွေးကန်သားဆိုသမီးဆိုဆိုရအချက်တွေနဲ့လည်း မပြည့်စုံဘူးဒီလိုဖြစ်တာအဲ့တော့အရိနာဒနာလုံရင်းရဲ့အကျိုးကျေးဇူးကဒီလိုဖြစ်တယ်။အော်နောက်တစ်ခုကာမိတုမိစ္ဆာစာကာမဂုဏ်အာယုန်တို့မှာပြင်းမှမှုတရားမဲ့ပြုလုပ်မှုမရှိဘူးဆိုတဲ့ပုံကိုတရားဘာဖြစ်လဲ။ကြည့်လေဇာတာရိတောင်မှရိုက်ရင်မကောင်းတဲ့ဘက်ကရိုက်တဲ့ပုံကလူကြားတဲ့အတောင် မတိုးရဲဘူးလေ။ဂျာကူရီဓမ္မဇလန်နေပါတယ်ဆိုရင် သူတော်ဘာသမယအချောင်းလောက်တတ်တဲ့ပုဂ္ဂိုလ်မျိုးဟာလူကြားတဲ့မတိုးတဲ့ပုဂ္ဂိုလ်ဖြစ်သွားအဲ့ဒါကြောင့်မလို့အရှိန်အစော်မဲ့ခြင်းရဲ့အကြောင်းကိုချင်းတရားဖြတ်ပြားပြီးအရှိန်အစော်မဲ့ခြင်းရဲ့အကြောင်းဖြစ်နေလို့ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာအတိတ်ကတုန်းကဒီလိုပြစ်မှုတွေကျွလွန်လာပြီးတော့လူဖြစ်လာလို့ရှိရင်အလုံးအလျောက်ပတ်ဝန်းကျင်ကသူ့ကိုအမြင်ကတ်ချက်အရက်ထဲမှာလူမိုးများတဲ့ပုဂ္ဂိုလ်ဖြစ်လာလူကြည့်သူကမရအောင်သူက အလွတ်လျောက်လူမုန်းချင်းခံရတဲ့ပုံစံမျိုးဖြစ်တတ်တယ်။အဲ့ဒါကနေလုံကျုံလာတဲ့ပုံစံကြတော့လူတကာကချီးညိုလေးစားတဲ့ပုံစံဖြစ်တယ်။ဟုတ်လား။ကာမိတိမိစ္ဆာဆရာလုံကြီးရဲ့အကျိုးတွေ။အော်မုဒ္ဒဝါဒမလုံဘူးဆိုတဲ့ပုံစံတရားလူဖြစ်လာ။ဖြစ်လာပြီးတဲ့နောက်မှာဘာဖြစ်တယ်ဥစ္စာခဏခဏအဆွဆွဲခံရတယ်ကိုမလုံခန်းနဲ့လှုပ်တယ်လို့ပြောခံရတယ် ဘာဖြစ်လို့လဲအတိတ်ဘဝတုန်းကသူကလိန်ခဲ့တာဟုတ်လိန်ခဲ့နေတဲ့အတွက်ကြောင့်မမမကန်နေနဲ့သူပြောဆိုဆွဆဲခံရမှုတွေခဏခဏကြုံနေတဲ့အေးမူတာဝါဒမလုံခဲ့တဲ့အဖြစ်တွေကဒါမျိုးတွေအကယ်၍မူတာဝါဒလုံခဲ့ပြီဆိုတဲ့ပုံကိုတရားဟာဒီလိုဆွဆဲခံရတာမျိုးတွေရှိတော့ဘူးနောက်ဆုံးသူရံပေရရဝိဇေဝသိတောက်စားတဲ့ပုံကိုတရားဟာ တောက်စားတဲ့ဘဝမှာနေမဲ့သူက hallucination လို့ခေါ်တယ်။ခြင်းယောင်မြင်ယောင်တွေဖြစ်တတ်တယ်။အယက်မှုနေအယူလို့ဖြစ်တာ။အဲ့ဒါကဒီဘဝနဲ့မကဘူး။နောက်ဘဝကြောင်လိုက်သွားပြီးတော့ဘာဖြစ်တုံးဆိုရင်လူဘဝရလာတဲ့အခါမှာစက်မပြေတဲ့ပုံကိုယ်သွားဖြစ်တယ်။အုံနောက်မပြေတဲ့ပုံကိုယ်မျိုးဖြစ်ပြီးယူကြောင်ကြောင်ဖြစ်တတ်တယ်တဲ့နောက်။အဲ့တော့အတိညာကျွယ်ဝပြီးတော့အယူမြင့်တဲ့ပုံကိုယ်ဖြစ်ဖို့အတွက် ဘူးကြီးတွေရှောင်ရဲတဲ့ပုံကမျိုးဖြစ်ဖို့လိုအပ်တယ်လို့လို့ဆိုအဲ့တော့ကြည့်လိုက်မယ်ဆိုရင်ဟောဒီငါးပါးသီလလုံတဲ့ပုံကရဲ့အကျိုးကျေးဇူးတွေလူဖြစ်လာတဲ့အချိန်မှာအလုံးပေါ်နေနော်လူဝါရလာတဲ့ကအသက်ရှိတယ်ကျန်းမာတယ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတယ်ပစ္စည်းတွေမပျက်စီးဘူးလူချစ်လူခင်ပေါ်တယ်ဆွဆွဲမခါရဘူးနော်အတိဉဏ်ကြွယ်ဝတယ်ဟောဒီလိုပုံကမျိုးဖြစ်မှာလူမှာတန်ဖိုးရှိတဲ့ပုံကဖြစ်တယ် အဲ့ဒီလိုတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဟာဘုသူ့ရဲ့အကျိုးကျေးဇူးလဲလို့ဆိုရင်သီလရဲ့အကျိုးကျေးဇူးပဲဒါကအတိတ်ဘဝနဲ့သက်ဆိုင်တဲ့သီလရဲ့အကျိုးကျေးဇူးနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်ဒီဘဝတွင်မဲ့သီလလုံတဲ့ပုဂ္ဂိုလ်ဟာဘလို့အကျိုးခံစားရသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာအနဝိဇ္ဇဒုက္ခအပြစ်ခင်းနေတယ်ဆိုတာ ကိုလုံးတာမကောင်းတာလုံးတာ မရှိသည့်အတွက်ကြောင့်အနဝိသဒုက္ခအပြစ်ကင်းတဲ့ချမ်းသာကိုခံစားရအပြစ်ကင်းတဲ့ချမ်းသာခံစားတော့ဘာဝတိလာကိုစောက်တိထားတဲ့ဘာဝတိလာဘယ်ချင်းကြံအောင်မိတ်လိုက်အောင်မိတ်လိုက်စိတ်ထဲမှာမကြင်မနာဖြစ်เสียမရှိဘူးနှလုံးမသားမရမဖြစ်ဘူးနှလုံးမသားမရမဖြစ်တော့ဘာဖြစ်တော့ဝမ်းတာတယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တော့ဘာဖြစ်တော့ပီတိနှိမ့်ချမှုဖြစ်တယ်နှိမ့်ချမှုဖြစ်တော့ဘာဖြစ်လဲဆိုရင် ငြိမ်းချမ်းလေကိုယ်စိတ်ငြိမ်းချမ်းကိုယ်စိတ်ငြိမ်းချမ်းတဲ့အခါကျတော့ချမ်းသာချမ်းသာတော့တမာရိယတမာရိယတော့ယထာဘူဒဉာဏတသနာအဖြစ်မှန်လေးကိုသိလာတဲ့အသိဉာဏ်ရှိတယ်ဟုတ်လားဒီဘဝကနေသီလရှင်ကျခြင်းရဲ့အကျိုး